ျွန်တော်ထားခဲ့တဲ့ချစ်သူတွေကဘလုံးတဲ့နှစ်သိန်းစာလောက်ရှိတယ်။သူကတော့အားလုံးနဲ့ကိုယ့်ရဲ့ selection player ပေါ့ဗျာ။အဲကြောက်လို့သာပြောတာ။ဘလုံးမှာစမူစာပုံချွန်။အော်ဒီလိုချွန်လေး။ကျွန်တော်ကဘောမွေးကိုမကြည့်ဘူး။မကြည့်ဘူး။မသိလည်းမသိဘူး။တကယ်ရိုးသားဆုံးပြောတာပါ။အဲ့တော့ရိုက်မယ်ဆိုတဲ့အခါ ခက်ခဲများကြီးဖြစ်ပါတယ်အဲ့တော့ကိုကျန့်ရှိကျန်ကျန်နေယူရတယ်ဘောလုံးမွေးနဲ့ပတ်သက်တဲ့သူတွေရှိရအာမေးမေးမြန်းရတာပေါ့နော်အဲ့လိုကြီးအခုအရင်ကတော့မသိရတဲ့စားတော့အခုနည်းနည်းလေးတော့သိသွားတာပေါ့လုံးမစမူစာပို့442ချွန်အော်ဒီလိုချွန်လေးချွန်လေးချွန်လေး ကျွန်တော်ကရက်တာဒီကားလမှာတော့နဲပါတယ်ကျွန်တော်တရုပ်ဆောင်တာဘာလို့ကျွန်တော်ဒရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်စကားတွေကိုအများကြီးနေရာမယူထားဘူးအဓိက main ကျင့်ရဲ့ဟိုတွက်လက်တူရဲ့ကျွန်내ပါဝင်ကြတဲ့သူတွေပေါ့နော်သူတို့တွေပဲသူတို့ဇက်တွေပေါ့ကျွန်တော်ခါခါတစ်ဖက်တစ်ဖက်ဝင်လာတဲ့သဘောလေးပါပဲခေါင်းကြီးကတော့တေချာတကွတော့ကိုကျင့်ပေါ့အဲ့တော့ဘောလုံးကွင်းနဲ့ဒီထဲမှာဘောလုံးကွင်းနဲ့ပတ်သက်တာတော်တော်များပါတယ်အဲ့ဒါတော့ကိုကျင့်ကတော့သူက Liverpool fan ဖြစ်တဲ့အတွက်သူကကျွမ်းတယ်ကျွန်တော်ကဘောလုံးကွင်းကိုမကြည့်ဘူး မကြည့်ဘူးမသိလဲမသိဘူးတကယ်ရိုးသားဆုံးပြောတာပါအဲ့တော့ရိုက်မယ်ဆိုတဲ့အခါမှာခက်ခဲအများကြီးဖြစ်ပါတယ်အဲ့တော့ကိုကျန်းချီကျန်းချီနေယူရတယ်ဘလုံးမွေးနဲ့ပတ်သက်တဲ့သူတွေရှိရအာမေးမေးမြန်းရတာပေါ့နော်အဲ့ဒီလိုရိုက်ခုတာနောက်တစ်ချက်ကကျွန်တော်တို့ရိုက်ခုစဉ်အချိန်ကာလနဲ့အခုပြသတဲ့အချိန်ကာလကတော်တော်လေးအချိန်ကြာသွားပြီဆိုတော့အဲ့ဒီတော့ပွဲရက်လာကျွန်တော်တို့ကရေးပြီးရိုက်ပြထားတာဆိုတော့အခုနဲ့တော့နည်းနည်းလေးကွာသွားပြီပေါ့နော်အဲ့တော့ update တော့ဖြစ်မှာမဟုတ်တော့ဘူးအဲ့တော့လည်းပြည်သက်တွေအားလည်းခွင့်လို့ပြီးတော့ကြည့်ရှုပေးပါလို့ပြောချင်ပါတယ် ယူဟာဟာယူတယ်ကွာမယူဤလို့မယူဤမယူမယူကျန်ဒီကရမအပေါ်လုံးဘွဲကြောင့်တက်ကြအဓိကဒီရာကိုကျင်းနေတကယ်ဟိုသူတို့အသင်းဆွဲရှိတဲ့သူတွေတော့အဲ့လိုမျိုးနည်းနည်းတော့လောင်လိမ့်မယ်ထင်ပါတယ်မမအဲနားလေပါလေနားလေပါလေဆိုတာအများကြီးတော့မဟုတ်ဘူးနည်းနည်းပါတိသွားတော့ပေါ့အရင်ကအရင်ကတော့မတိတာလေဆန်တော့ခုနည်းနည်းလေးတော့တိသွားတော့ပေါ့ပေါ်လုံးကိုဘာနဲ့ကန်ရမလဲရှိတော့လေ no ရှင်ဘတ်နဲ့ကန်စမ်းပါအဲ့ဆိုဒီကီလိုလေးဟမ်ဘလုံးတင်းကကျွန်တော်ထားခဲ့တဲ့ချစ်သူတွေကဘလုံးတင်းနှစ်သင်းစာလောက်ရှိတယ်ဘလုံးတင်ဒိုင်ပါဘလုံးတင်ဒိုင်ပါဒိုင်မဒိုင်ငါ့ကိုရေးဖန့်အောင်လုပ်နေပဲဒုက္ခပါဘာဘလုံးတင်ဒိုင်မဘူးသားရေနှလုံးသုံးလုံးမှာရောကင်တော့ဒါလည်းရှိတော့မလားနဲ့နှလုံးကင်ပြီမယ် อ่าตัวတော့อารมณ์เนี่ยကိုယ့်ရဲ့ selection player ဘောဗျာအဲကြောက်လို့သာပြောတာအချင်းကလေးဘုန်းကြီးနဲ့ထွက်နေပါနော်ဒီနေ့ဒီနေ့ပြောတာအေးထွက်နေရဘောအဲ့ဒါလည်းပြန်နေတာဘာလဲဒါဖတ်တော့ကိုယ်စရတာဘော ပတ်သက်လို့မမူအကြတော့သူကဟိုသူမတီးတတ်တဲ့တူရီကခက်ရှာရှာပဲတူရီကအကုန်ရတယ်အာတခြင်းတစ်ပုဒ်ကိုချက်ချင်းဖန်တီးနိုင်တဲ့စမ်းအားရှိတယ်မျူးဇစ်နဲ့ပတ်သက်လို့ကတော့အရင်ကောက်မှာဒီမှာသူ့ကိုကျွန်တော်မနေ့ကတော့ music producer အနေနဲ့ကျွန်တော်သူ့ကိုဟာလုတ်စေချင်တာပေါ့ဒါနဲ့သူဒီဇာကားတကားလုံးကလည်းသူကကျွန်တော်နဲ့တူတူအာရေးတဲ့အချိန်မှာပါညာရှိတယ်ဆိုတော့သူလည်းသိတယ်ဆိုတော့ကျွန်တော် AD အနေနဲ့အာသူ့ assistant director အနေနဲ့ခေါ်ပြီးတော့သူ့ပညာ ကျွန်တော်လေရုပ်ရှင်နဲ့ပတ်သက်လို့ तू သိအောင်ပေါ့ तू ကရင်းအောင်တေးဆောင်နေတယ်လို့ခဲ့ပူတာဒရိုင်ဘက်ကို तू လေးလေးလာခြင်းနဲ့ဆောင်နေကျွန်တော်ဒီကားလေးကိုတော့ကျွန်တော်ဇက်လိုက်ပြီးတော့ तू ချင်းလေးအပ်တာပေါ့အော်ဒီဇက်ဝင်တဲ့ချင်းလေး तू ရေးတာကောင်းပါတယ်ဒီခေါင်းကြီးခေါင်းကြီးဆိုတဲ့ချင်းလေးပေါ့နော် तू music ဖန်တာလေးပုံစံလေးဆက်ဘောချစ်ပါဘောတော်တော်ဘောမြန်လို့ပါဘောကြီးမဆက်ဘောဘေးထွက်သွားတယ်ကျွန်တော်တွေ့သားသမီးတယ်ကျွန်တော်အကုန်လုံးတော့ အမြင်ဆွဲထည့်နေရတော့မဟုတ်ပါဘူးသူတို့နဲ့လိုက်ရတဲ့ဇာတ်ဝင်လို့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့ဆိုကြပါဆိုကြော်ညာရဲ့မယ်ဆိုလဲ client ကိုကျွန်တော်တင်ပြတယ်ဒီလူဒီလူဒီလူသုံးမယ်အဆင်ပြေလားတကယ်လို့မဖြစ်ဘူးဆိုလို့ရှိရင်လဲဒါသူ့ရဲ့အာတစင်ဟုတ်ပေါ့ဈေးနှုန်းတက်တာတဲ့သူအားလုံးကသူတက်တစ်ဆင့်မြင့်ပြီးဈေးကြည့်တဲ့ဒါတော့ဟို customer ရဲ့ choice ပေါ့နော်ဆိုကြပါစို့ director ဆိုကျွန်တော် director ဆိုနဲ့အာ producer ရဲ့ choice ပေါ့ကျွန်တော်တော့တင်ပြတာပေါ့အဲ့တော့ toilet တို့ကတော့ကျွန်တော်အမြဲကျွန်တော်စိတ်ကူးထဲမှာရှိနေတဲ့ကျွန်တော်ဇက်တဘုတ်ဖန်တီးပြီးဆိုရင်သူဇက်ကောင်နေမှာဇက်ကောင်နေမှာပါပါနေရပေါ့သူတို့မအားရင်သာ ်ပရိုဂျူဆာအနေနဲ့အလင်းမသိရင်တော့မပါဖြစ်တာပါ။တာသမီးတွေကြတော့ကျွန်တော်အဲ့လိုမျိုးဘယ်တော့မှမတင်ပြဘူး။တင်ပြလို့ရှိရင်ကိုကနန်းသူသားရယ်ဆွဲထည့်နေရတယ်ဖြစ်မှာဆို။ဟိုတာသမီးနဲ့ဒီတာသမီးနဲ့တော့ပုံသဏ္ဍာန်တော့ကွာတာပေါ့ကျွန်တော်ပြောရတာချင်းလက်ပြလုံညာချင်းကွာတာပေါ့အဲ့တော့ producer ကဟိုသူတို့ဟိုမပြောမချင်းမရွေးချယ်မချင်းကျွန်တော်မပြောအခုပြီးခဲ့တဲ့အဲကားဆိုလို့ရှိရင်အစ်တက်ဆုံးလူသားဆိုတဲလေးကိုပါဖို့ producer က recommend ပေးတယ်အဲ့အတွက်ကျွန်တော်ထည့် အဲကျွန်တော်ဇလန်တို့အသိမကျွမ်းချင်ပါဘူးကျွန်တော်တက်နိုင်လောက်တော့အကောင်းဆုံးပြင်ဆင်ထားပါတယ်အဓိကလေအဲ့တော့ရိုက်နေတဲ့အချိန်တုန်းကလေကျွန်တော်မူးမကုံသေးတော့လေအာကျွန်တော်ဇလန်တွဲကိုဒီဒီကကျွန်တော်ဘာပေါ့နော်18ပိုင်းပေါ့ရိုက်တဲ့အချိန်မှာကျွန်တော်မူးရော်ထဲမှာအာအချိန်ကလည်းတိတ်မပေးနိုင်တဲ့အခါကျတော့ တော်တော်လေးကိုတွန်းတွန်းတက်တက်လေးရိုက်ရတယ်ဒီစားတဲ့ဘောလုံးဘွဲတွေဆိုရိုက်ရတာခက်တယ်လေဘောလုံးဘွဲဆိုနဲ့ဟိုဘက်ဒီဘက်အပြတွေကခက်တယ်ဆိုရရတဲ့ဘောလုံးဘွဲမဟုတ်နဲ့ကျွန်တော်ရူမတ်စ်လေးရိုက်ထားလဲပါပါတယ်အာကောမဒီပါတယ်ရူမတ်စ်ပါတယ်ပြီးတော့ဟိုဒရာမာလေးလည်းပါပါတယ်ကျွန်တော်စိတ်ကူးရင်ထားတဲ့ပုံစံလေးတွေကိုကျွန်တော်အာပြန်ပြီးတော့ချွတ်ရလေးကိုစတရအနေနဲ့ပြန်သေရထားရလေးရှိရပါတော့ပုံစံလေးတွေကတော့ဓမျိုးစီဆိုပရိသတ်တော့နှစ်သက်မယ်လို့ လေဗျဟုတ်ဒါတော့ကြီးမှာပဲပြိတ္တတွေရဲ့အကြိုက်ကဖြစ်မှာလေကျွန်တော်တို့ကတော့ဟိုကျွန်တော်တို့ဘာမှမချမပြရသေးခင်မှာအပြိတ္တတွေကြိုက်ပါလိမ့်မယ်လို့ကျွန်တော်ဇွတ်အာမမခံရဲပါဘူးကြိုက်ရင်လည်းအာကျွန်တော်ကြိုးစားကြိုးနှက်တာပေါ့ကြိုက်ဘူးဆိုရင်လည်းကျွန်တော်ပြင်ဆင်ရအောင်မှာပေါ့